ကဲဆီယမတို့အခန်း1ကိုရောက်ပြီပေါ့နော်အခန်း1ကထန်ညှုံးနဲ့ထက်ကင်းရင်ဒီအကြောင်းကိုအဓိကသွားမယ်ဒီမဲ့သူကပုံသေးနီးနှစ်ခုအရင်အဓိကကြည့်အောင်ဒီမဲ့သူဥပမာတင်းနှစ်ဆိုပြီးပေးထားတယ်음ဆီယမဒီရပြတာလေးပဲရင်ကြည့်လိုက်တာပေါ့ b power 0 equal to 1ဒီပုံသေးနီးတွေကပေးထားတာအလကားမဟုတ်နော်သူကစက်ပေးရမယ်တော့ရှောက်ဒီတခန်းလုံးကိုတွက်နေတဲ့အချိန် ကာလတစ်လျှောက်လုံးကိုဒီပုံသေးနည်းဒီကိုပြန်ကလန်ကကြက်နေရင်ပိုကောင်းတယ်အဲ့တော့ b power 0 equal to 1တဲ့ b power 0 equal to 1ဆိုတော့ဆရာမတို့ကဒီပုံသေးနည်းကဘာပြောချင်တာလဲဆိုတော့ဘယ်အခြေကိန်းမှမစိုးထညုံတုံရတင်တစ်ဖြစ်တယ်အဲ့တော့ဆရာမတို့တွေးကြည့်မယ်ပေါ့ b power 0 equal to 1ဆိုတော့2 power 0 equal to လဲ1ပဲအဲ့လိုမျိုးပဲ root 2 power 0ဆိုလဲ1ပဲဟုတ်ပြီနော်100 power 0ဆိုလဲ1ပဲ ဘယ်ကိန်းကိုမဆိုဘယ်လောက်ပဲကြီးတဲ့ကိန်းကြီးပဲဖြစ်ဖြစ်ဘယ်လောက်ပဲ irrational ကိန်းကြီးပဲဖြစ်ဖြစ်အိတ်ကိန်းပေါ်ကိုထညွန်းတုံညတင်လိုက်ပြီဆိုတာနဲ့အလိုလျောက်တူအဖြေက one ပဲဖြစ်သွားပြီအဲ့ဒါကိုပုံသေးမှတ်ထားပြီလို့ရှင်နောက်တစ်ခုကြည့်မယ်ပုံသေးနေ့ကဒီနေ့အတွက်တော့နှစ်ခုပဲအဲဒီကျင်ကနှစ်တမတဲ့အတွက်ပေါ့နှစ်ခုပဲရင်ကြည့်မယ် b အဲ b power minus r b power minus r က1 by b power r နဲ့တူတယ်တဲ့ ထညုံကိန်းကအနှုတ်ဖြစ်နေလို့ရှင်ပြောင်းပြန်လှန်လိုက်လို့ရတယ်ဆိုတဲ့အတိတ်ပဲ ਨੇ အတူတူပဲအဲ့တော့ b power minus r equal to 1 by br b power r ပေါ့အဲ့ဒီပုံသေးနည်းတွေကိုသူကစာနဲ့ရေးပြီးထားတယ်ဒီမှာ b ဒီတုံညမဟုတ်သောကိန်းစစ်တစ်ခုဖြစ်လျင် b power 0 equal to 1ဟုအတိတ်ပဲသတ်မှတ်သည်နောက်တစ်ခုလည်းအတိုင်းပဲ b ဒီတုံညမဟုတ်သောကိန်းစစ်တစ်ခုဖြစ်ပြီးတော့ r ကသဘာဝကိန်းတစ်ခုဖြစ်တယ်ဆိုရင် b power minus r equal to ဝမ်းပိုင်ဘီပါဝါအားဖြစ်သည်အစဉ်ပြေတော့ဒီနှစ်ခုလုံးကိုစာချောင်းအလိုက်ချက်ပေးထားတာပိုကောင်းတယ်ပေါ့နော်အဲဒီတိုင်းဒီလိုပုံသေးနည်းကိုပဲအတူကောက်လေးချက်ချင်းလဲရတယ်အဒီကကပဲအချင်းဒီလိုပုတ်စာကိုပဲတွေ့တွေ့ကောက်ခနဲ့ဖြည်နိုင်ဖို့ကအရေးကြီးတယ်နော်အဲတော့ဆင်မတို့အခုလေးချင်းကနှစ်တမတစ်ပတ်သွားရအောင်ခဲလေးချင်းကနှစ်တမတစ်ရဲ့နံပါတ်၁ကကြီးကြည့်မယ်ပေါ့ဒီမဲ့သူကကာကြီးမှာ root 2အမြောက် root 2အမြောက် root 2အမြောက်2ဆိုပြီးဖြစ်နေတယ် အဲဒီတိုင်းတွက်လို့တော့ရပါမယ်ဆင်မတို့တခြားအပုပ်တွေလိုက်ကြည့်လိုက်တော့အကုန်လုံးကရူတွေနဲ့ကြီးကိုပဲသူက irrational ကိန်းရဲ့ထညွန်းပုံစံပြောင်းခိုင်းတာပြီးတော့သူကအောက်ပါတို့ကို irrational ကိန်းရဲ့ထညွန်းပုံစံတို့ပြောင်းရေးပါဆိုတော့ပြောချင်တဲ့အတိပဲအောက်ပါပြီးထားတဲ့ဟာအကုန်လုံး irrational ကိန်းလို့ပဲဆိုလိုတာအဲ့တော့ဒီသူကဆင်မစိတ်ထင်ပြုတ်ခဲတာဖြစ်လိမ့်မယ် root လေးပေါ့အဲ့တော့ root လေးထည့်ပြီးတော့တွက်လိုက်မယ်ပေါ့နော်အဲ့တော့ root 2လေးကသူက irrational ကိန်းကိုထညွန်းမဲချိန်ခိုင်းတာအဲ့တင်လိုက်တဲ့ထညွန်းကိုထပ်မရှင်းခိုင်းအဲ့တော့ဆင်မတို့ root 2ကိုထညွန်းလေးတင်လိုက်ရုံနဲ့အဆင်ပြေ ထန်ညွန့်တင်မှုဆိုလို့ရှင်ရဲ့အခြေတူမှရမယ်ဒီမဲ့ root 2တွေကအကုန်အခြေတူပြီးသားအခြေတူပြီးသားဆိုတော့သူကဘယ်နှခါမြောက်ထားလဲလေးကဆိုတော့ root 2 leader ပေါ့ဒါပဲ root 2 leader ကအဖြေဘလောက်ရရပါလိသူမတောင်းအဲ့တော့မလုံးနဲ့ထိုင်ထားခဲ့လိုက်ခါကွေးဆက်ကြည့်မယ် root 3အမြောက် root 3မြောက် root 3 root 3ကို၃ကမြောက်တယ်အဲ့တော့ root 3၃ထက်ကငယ်ကဲခငယ် 1/root 5ကို၃ကမြောက်ထားတယ် အဲ့တော့1/5ကိုဆရာမတို့ကအဲဒီလိုရေးလဲရတယ်ပေါ့1/5 2 5 power 3သုံးတက်ဆိုပြီးရေးလဲရတယ်လို့1/5 the whole 2ဆိုပြီးရေးလဲရတယ်ဘာလို့ဆိုတော့ဆရာမတို့ကတစ်ကိုဘဏ္ဍချက်တင်တင်တစ်ပဲပြန်ရတာမကျေနပ်လို့တစ်ကိုအထက်တရပဲတင်လဲတစ်ပဲရတာအဲဒါကြောင့်မလို့သူကသဟုကျူဆိုပြီးတင်လဲရတယ်လို့ဒီလိုဖြစ်ကြီးလဲရတယ်။နှစ်နေလုံးက fail ဖြစ်တယ်ဟုတ်ပြီနော်။ကကြည့် root a root a ကအထက်ကကဏ္ဍမဟုတ်ဘူးဆိုပြီးတော့ကြောင်းသွားကြမှာဆိုလို့ဒီနေရာမှာကသူကထညုံမဲ့တင်ခိုင်းနေရဆိုတော့အဲ့ဒါကြီးအေးသိမ့်မကြည့်ဘူးအရင်မကြည့်နဲ့ root a ကိုငါးကမြောက်ထားတယ်ငါးကမြောက်ထားတယ်ဆိုတော့အခြေလဲတူတယ် root a ငါးထက်ပေါ့ကဲတော့ဒါပဲပေါ့နော်မနေ့ကိုရှင်းမလို့ဆက်ကြည့်မယ်ပေါ့နော်။အောက်ပါလို့တန်ဖို့ရှာပါတယ်။ခုနနံပါတ်1မှာကျတော့သူကထညွန်းကိန်းနေပဲတင်ခိုင်းတာ။ဒီမှာကျတော့သူကတန်ဖို့ရှာခိုင်းပြီးကိန်းတန်းနေလဲပေးထားပြီ။အဲ့တော့ရှင်းမလို့ခုနက သူတင်ပေးသွားတဲ့ပထမပုံသေးနည်းလေးနှစ်ခုရှိတယ်အဲ့နှစ်ခုကိုအဓိကသုံးခိုင်းစီစဉ်တယ်ပေါ့ဒီမှာပေးထားတာက 9h the whole power 0ဒါ0เนาะဆင်မ0ကြီးရတယ်နဲ့ပေးနေလို့ 9h the whole power 0 the whole power ဆိုတဲ့အတိပဲရဒီ၃ညကဒီ queen တစ်ခုလုံးကိုတင်လာတာပြီးတော့ plus 9h the whole power 0ဒီ9မပါတော့ h2 ကိုပဲ0တင်လာတယ်ခုနအရှိမပြောခဲ့တဲ့ကျမတို့ရဲ့ပုံသေးနည်းအရာဆိုလို့ရှင်ဒါပုံသေးနည်းတစ်ချက်မန်ရှင်းတာနော် b power 0 equal to 1ဖြစ်တယ်တဲ့ဓာတုပုံသေးနည်းပေါ့အဲ့တော့ဘယ်ကိန်းကိုပဲဖြစ်ဖြစ်အခြေကိုတုံညတင်လိုက်ရင်တစ်ဖြစ်တယ်ဒီမှာလဲအဲ့တိုင်းပဲ 9a ကျုဆိုတာကြီးရအခြေဒီမဲ့ကျုပါနေရင်အခြေမဟုတ်ဘူးလားဒီပါကြီးတော့မမေ့နဲ့ဘာလို့ဆိုတော့ဒီပုံမှာသူကထန်ညုံကိန်းရှိပြီးသားပဲမဟုတ်လို့ဒီထန်ညုံကိန်းနဲ့ဒီအောက်ကကောင်းနဲ့ရှင်လိုက်မယ်ဆိုရင်အောက်ကကောင်းကအမြင်နဲ့အခြေပဲအဲ့တော့အခြေကိုတုံညတင်လာတယ်ရှင်းရှင်းလေးပဲတစ်ပဲဖြစ်သွားပြီဟုတ်ပြီနော်အပေါင်းပြီးတော့ဒီ9ကမြောက်ထားတာ ီနိုင်ပေါ်လေဘာမှမတင်တော့ဆိုတော့သူမှဘာ effect တင်မှာမဖြစ်ဘူးအဲ့တော့ h2 power 0 h2 ကိုတုံညတင်လာတယ်ရှင်းရှင်းလင်းလင်းပဲတက်ဖြစ်သွားပြီကိုတက်လီကိုနော်မမြောက်ခင်ဟိုဘက်သွားမပေါင်းနိုင်အောင်ကိုတက်လီကိုပဲ1 9အဖြေက10ဒါပဲရမယ်ခါခွေးကိုဆက်ကြည့်မယ်ခါခွေးရလေအဲ့တိုင်းပဲသူကဒီအပေါ်က b power 0 equal to 1ဆိုတဲ့ပုံစံမျိုးပဲပြီးပြီးတော့တွက်စီခြင်းနဲ့တွက်စီခြင်းနဲ့ပုံစံနဲ့ပြီးထားတယ်ဆိုတော့ဆင်မောက်ကြည့်အောင် minus root 2 power 0ဒီမှာ minus g ဖြစ်နေရ root 2ဖြစ်နေတယ်ဒါတွေကိုကြည့်မနေနဲ့တုံရဆိုရင်1ပဲ minus ဒီမှာလည်းအဲ့တိုင်းပဲ root 2 power 0ဆိုတော့1ပဲဒီ1အရှိမှာ plus ရှိတယ်ဒီ1အရှိမှာ minus ရှိတယ်နောက်ခုကကြည့်တော့အဖြေက0နံပါတ်ကငယ်ဆက်ကြည့်မယ် root 3 power minus 4 3 power -4 ဆိုဆီယမားတို့ကိုသူကဘယ်ပုံသေးနည်းနဲ့တွက်စီခြင်းလဲဆိုတော့အရှိမပြောခဲ့တဲ့ b power -r equal to 1 by b power r ထညုံကိန်းအနှုတ်ဖြင့်ပြောင်းပြန်လှန်ဆိုတဲ့နည်းလမ်းနဲ့သူကတွက်စီခြင်းနေတာအဲ့တော့ root 3 power -4 ဆိုတော့ဆီယမားတို့ပြောင်းပြန်လှန်လာရုံပဲ1 by root 3 power 4ပေါ့အဲ့တော့1 by root 3 power 4ဒီတိုင်းမထားခင်နေဘူးသူကရှင်းစီခြင်းနဲ့ရှင်းစီခြင်းနဲ့ဆိုတော့ဆီယမားတို့က root ကိုနှစ်ခါမြောက်ရင် root ပြောက်တယ်လို့ပြောထားတယ်အဲ့တော့ပုံသေးနည်းနဲ့ ဘယ်လိုပုံသေးမှတ်မှတ်လို့ရမလဲဆိုလို့ရှင်ရဲ့ root အပေါ်ကိုစုံကိန်းတင်ပြီဆိုတာနဲ့ root ပြောက်တယ်လို့သာမှတ်လိုက်တော့ဒီ root အပေါ်ကိုမကိန်းတင်ပြီဆိုရင် root မပြောက်ဘူးဥပမာဆင်မတို့ root 3ကို3တက်တင်ရင် root မပြောက်ဘူး5တက်တင်ရင် root မပြောက်ဘူး8တက်တင်ရင် root မပြောက်ဘူးဒါပေမဲ့ဒီလိုမျိုးစုံကိန်းတင်လိုက်တဲ့အခါမှာတော့ root ပြောက်တယ်အဲ့တော့ root ပြောက်တော့နှစ်ခါမြောက်ရင် root ပြောက်တယ်၄ခါမြောက်တော့ကျရိုးရိုး root ပြောက်တဲ့ကောင်ကိုနှစ်ထပ်ဖြစ်တယ်အဲ့တော့3 3 4 9ပေါ့ကဲဆင်မတို့ကကြီးကိုဆက်ကြည့်ရအောင် ဘာကြီးက root 3 by 2 the whole power cube တဟိုးပါဝါကျူဆိုတဲ့အဓိပ္ပာယ်အပိုင်းဝေကိုပဲကျူတင်တာလည်းမဟုတ်သလိုပိုင်းစီကိုပဲကျူတင်တာမဟုတ်ဘူးနှစ်ခုစလုံးကိုကျူတင်တာလားသုံးထက်တင်တာလားဟုတ်ပြီနော်အဲ့တော့သုံးထက်တင်တာဆိုဆင်မတို့သုံးခုစလုံးကိုဖြန့်ချပြီးသားရှိလိုက်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းလေးမြင်ရတာပေါ့ root 3 by 2 root 3 by 2ကဲအဲ့တော့ဆင်မတို့ကထညွန်းအာ sorry root နှစ်ခု root နှစ်ခုမြောက်ပြီဆိုရင် root ပြောက်တယ်3ပဲကျန်မယ်ပေါ့ အောက်ကအပေါ်အပေါ်ချင်းမြောင်းအောက်အောက်ချင်းနဲ့မြောင်းနှစ်နှစ်လေးက၄ဟိုဘက်မှာကလူ3 2တကောင်နဲ့ကြမ်းမယ်အောက်က၄နှစ်လေး၈ရှစ်မမြောက်ခင်ကြည့်လို့ရလားဆက်ကြည့်လား၃နှစ်နှစ်ကကြည့်လို့လည်းမရအောင်ဆိုတော့မြောက်တာမြောက်လိုက်ပါတော့၄နှစ်လေး၈အပေါ်ကလည်း3 root 3 3 root 3 by 8ရမယ်ပေါ့ဖြေရ